တောင်ကိုရီးယားနိုင်ငံမှာယာရုကနေဖယ်ရှားခံရတဲ့တမရဟောင်ယွန်းစုယွန်းနဲ့သူ့ရဲ့ဇနီးတို့ကိုစုံစမ်းစစ်ဆင်မှုတစ်ခုအတွင်းမှာထောင်းအီးဂျိုအမည်ရတဲ့ပေါင်စီချင်းအသင်းတော်ရဲ့အကြီးအကဲဖြစ်တဲ့ဟန်ဟက်ဂျာရဲ့လက်ပေးလက်ယူမှုရုံးတင်စစ်ဆင်မှုကိုဒီဇင်ဘာလ၁ရက်နေ့တနင်္လာနေ့မှာစတင်မှာဖြစ်ပါတယ်။အသက်82နှစ်ရှိပြီဖြစ်တဲ့ဟန်ဟက်ဂျာဟာဖျားเจ้าရဲ့စီးပွားရေးအကျိုးစီးပွားနဲ့ဆက်စပ်တဲ့အခွင့်အရေးတွေအတွက်တမရဂရောဟောင်း ကင်ဂွန်ဟီကိုလက်ထုတ်ဖို့အတွက်ဖျားချောင်းကိုညွှန်ကြားခဲ့တယ်လို့ဆွဆွဲခံထားရတာပါဟဟကြာကတော့ဆွဆွဲချက်တွေကိုညှင်းဆို့ထားပြီးဒါတွေကမာရွေးတဲ့အချက်လက်တွေဖြစ်ကြောင်းပြောဆိုထားပါဗျ။အစိုးရရှိနေတွေကတော့ဟဟကြာဟာဂင်ဂွန်ဟီနဲ့အာနာယပါတီအမတ်ဂွမ်ဆုံတုံတို့ကိုလက်ဝရနာနဲ့ဇိန်ခန်လက်ကైအိတ်တွေအပါအဝင်လက်ဆောင်တွေနဲ့လက်ထိုးဖို့ထုံးအီးချိုအသင်းတော်အရာရှိတွေကိုညွှန်ကြားခဲ့တယ်လို့ဆွဆွဲထားပါဗျ။ နိုဝင်ဘာလ၄ရက်နေ့ကတော့ဟက်ဟက်ဂျာကိုတရားရုံးကသတ်မှတ်ထားတဲ့စေယုံမှာနေထိုင်ပြီးသူ့ရဲ့ရှေ့နေတွေကလွဲပြီးအမှုမှာပါဝင်ပတ်သက်သူတွေကိုဆက်တဲ့ခွေပိတ်ပင်ခြင်းအပါအဝင်တင်းကျပ်တဲ့အခြေအနေတွေအောက်မှာဈေးပတ်ဆိုင်ရာအကြောင်းပြချက်တွေနဲ့တောင်ကိုရီးယားအချင်းတောင်ကနေ၄ရက်ကြာယာယီလွှတ်ပေးထားပါတယ်ရှင်